မင်္ဂလာပါခင်ဗျာညမ property ဒီလာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရွေးချယ်တိစပ်ပေးမဲ့ပထမဆုံးသတင်းကတော့ငလင်းနေနေတည်သားများပြန်လဲထူထောင်နိုင်ရေးအတွက်ချင်းဝင်လျှောက်ထားနိုင်ပြီးဘိုးဘန်ထုတ်ပြန်တယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ် မန္တလေးကလင်ကြီးကျောက်ထိခိုက်ပျက်စီးခဲ့တဲ့ငလင်နယ်ဒေသတွေအနေနဲ့ပြည်လဲထူထောင်ရေးအတွက်ချင်းဝေလျှောက်ထားနိုင်ပြီလို့ဗဟိုဘဏ်ကအော်တိုဘာ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ငလင်တန်ခံခဲ့ရတဲ့နယ်မြေဒေသတွေကိုပြည်လဲထူထောင်နိုင်ရန်ရန်ပုံငွေတရက်ထားရှိတာဖြစ်ပြီးရင်းရပုံငွေကလည်း3နှစ်မှ9နှစ်ထိတက်တန်းရှိတဲ့ချင်းဝေတွေကိုထုတ်ချေးသွားမယ်လို့ဆိုပါတယ်။ချင်းဝေထုတ်ချေးရတွေလည်းနေရင်အဆောက်အဦပြည်လဲတိဆောက်ရေးချင်းဝေအတွက်အတုံးလုံး300ခန်းနော်။အသေးစားအငွေစားနဲ့လက်စား MSME လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက်လုပ်ငန်းလည်ပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီးဆိုလာတဲ့ရင်းနှီးမှန်မှုချင်းဝေအတုံးလုံး900ခန်းနော်။ရင်းနှီး ွနယ်မှုချင်းငွေအတွန်း900ခန်းနော်စစ်ရုံးလုပ်ငန်းကြီးများပြုတ်ပြင်ရေးနဲ့လက်ပတ်နိုင်ရေးချင်းငွေအတွန်း900ခန်းနော်နိုင်ငံပိုင်အခြေခံစောက်အုပ်များတာဝန်ယူတည်ဆောက်နေတဲ့စောက်လုပ်ရေးကုမ္ပဏီများအတွက်ယာယီချင်းငွေအတွန်း900ခန်းနော်သတ်မှတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဘယ်လောက်ပမာဏထုတ်ကြေးသွားမယ်ဆိုတာကိုတော့အသေးစိတ်ဖော်ပြပေးတာချင်းမရှိပါဘူးငလင်ချင်းငွေကို AYN Bank BCL UAB Bank BCL CB Bank BCL AOD တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ရိုးမဘဏ်စလုံးအိမ်ရနဲ့အခြေခံစောက်အောင်ဖွပြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ကမ္ဘောဇာဘဏ်မြောက်ဝတီဘဏ်အင်းဝဘဏ် ဘတ်မာချန်ဖိုင်နန့်စ်ကုမ္ပဏီလီမိတက်နဲ့ဇက်ကာဖိုင်နန့်စ်ကုမ္ပဏီလီမိတက်တို့ကထုတ်ချေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ပုတ်အနေနဲ့တောင်ကြီးမီးဘုံပြပွဲတော်ကြောင့်ဟိုတယ်နဲ့တိုက်ခွန်ခဲများအခန်းလုံးမရှိတော့တဲ့အတွက်ရက်တို့အိမ်လုံးချင်း၅ရက်နာနဲ့ဘင်္ဂလား၅ရက်နာတွေလုံဆောင်ပေးနေရဆိုတဲ့အကြောင်းဖျက်ပြပေးချင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပါမယ်။တစောင်းတိုင်းမြို့ပြန်ပွဲတော်ကာလအတွက်ဟိုတယ်မော်တန်နဲ့တဲခိုကမ်းများရှိအခန်းများမှာကျိုတင်မာယူသူများပြားလျက်ရှိနေပြီးအခန်းလုံးမရှိအောင်ပြင်းထန်နေတယ်လို့ဒေသခံခီးသွောလုပ်ငန်းရှင်များထံမှသိရပါဗျ။ ်လက်ရှိမှာဟိုတယ်နဲ့တဲခွန်ကံများမရတော့တဲ့အတွက်ခီးသွောဧည့်သည်များအတွက်ဒေသခံလုပ်ငန်းရှင်များကရက်တိုအိမ်လုံးချင်းငားရနာဘင်္ဂလောခမ်းများငားရနာတွေကိုလုံဆောင်ပေးသွားမှာဖြစ်ပြီးဖုန်းတော်ကြီးအကြောင်းတွေမှာပါခီးသွောဧည့်သည်များနားခွန်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ဟိုတယ်နဲ့တဲခွန်ရေးသား260လုံးကျော်ရှိပြီးတောင်ကြီးမြို့မှာတော့ဟိုတယ်နဲ့တဲခွန်ရေးသားအလုံး90ကျော်ရှိကြောင်းနဲ့နှစ်စဉ်ပွဲတော်ကာလအတွင်းပြရင်ပြပါခီးသွားဧည့်သည်ဝင်ရောက်မှုက2သိန်းခွဲနဲ့3သိန်းခွဲနီးပါးအထိရှိနေရလို့လဲရှမ်းမြင့်နယ်ဟိုတယ်နဲ့ခီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့စင်းမြအရသိရပါတယ် နောက်ထပ်တစ်ပုံအနေနဲ့မန္တလေးအင်ချမ်းမြေငိုင်းကစီထပ်တဲ့ဖြစ်နေရမပြောင်းနိုင်သေးတဲ့ဆက်ဆောင်များအခက်အခဲတွေ့နေရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။တရင်ကျုပ်ပြီးနောက်ပိုင်းမန္တလေးအင်ချမ်းမြေငိုင်းကစီထပ်တဲ့သွားတဲ့ဖြစ်နေရမပြောင်းနိုင်သေးတဲ့ဆက်ပေးဆောင်ပြည်သူများအခက်တွေ့နေကြရလို့တရင်ရရှိပါတယ်။ဆက်ပေးဆောင်ပြည်သူများအလုံးရင်းဖြင့်ဝင်ရောက်လာကြတဲ့ကငါးစီးမှတစားမတန်ခုံတက်တော့ရကနေတရင်ကျုပ်ပြီးနောက်ပိုင်းထပ်မံမြင့်တက်သွားတာဖြစ်တယ်လို့လဲဒေတာတွင်းအင်ချမ်းမြေတရင်များကဆိုပါတယ်။အင်ချမ်းမြေငိုင်းကစီထပ်တဲ့သွားတာကြောင့် အခက်အခဲဖြစ်နေကြသူများထဲမှာငလီနယ်သိပ်ပြည်သူများလည်းပါဝင်နေကြပြီးထိုထဲကမှတချို့ကငှိုင်းကစီမတက်နိုင်တော့သဖြင့်မြို့နယ်အနေငယ်လက်နဲ့အရက်ဒေသများတွင်တွားရောက်ငှိုင်းရဲနေထိုင်နေရတယ်လို့လည်းသိရပါဗျ။မန္တလေးအင်ချိုင်မင်းငှိုင်းကစီနုံးနဲ့ပတ်သက်ပြီး2023ခုနှစ်နှစ်ကုန်ပိုင်းကတလငှိုင်းကတသိန်းခွဲကျပ်ဝန်းကျင်ရှိခဲ့တဲ့ပေ20ပေ40စောက်ထားတယ်။နှစ်ထပ်နေရန်ကအိမ်တလုံးကစေပေးဆောင်ပြည်သူများလုံရင်းဖြင့်ဝေရောက်လာတဲ့နောက်ပိုင်း3သိန်းခွဲကျပ်ဝန်းကျင်မှာ9သိန်းကျပ်ဝန်းကျင်ထိဈေးထိုးတက်သွားတယ်လို့လည်းသိရပါဗျ။ ။နောက်တစ်ပုံအနေနဲ့စမှုဆောင်အသီးသီးရှိဆက်ရုံတစ်ခုချင်းစီယင်းနှိမ့်နှံ့မှုတံပိုးကုန်ထုတ်လုပ်မှုတံပိုးလုံသားအုပ်ရေမြေသုံးချောက်မှုတို့ကိုပြုစုတင်ပြရလိုအပ်တယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။စမှုဆောင်အသီးသီးမှာရှိတဲ့ဆက်ရုံတစ်ခုချင်းစီရဲ့ယင်းနှိမ့်နှံ့မှုတံပိုးထုတ်လုပ်မှုတံပိုးမြင်းကောင်ရေအားလုံသားအုပ်ရေထုတ်ကုန်ပစ္စည်းမျိုးစားမြေသုံးပြုမှုတို့ကိုပြုစုတင်ပြပေးစေလိုရလို့စမှုလုပ်ငန်းနဲ့စမှုဖွံ့ဖြိုးတိုးတက်ရေးဘိုးကော်မတီညှိနှိုင်းအစည်းအဝေးတင်မြင့်ဆောင်2025မှာပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းကပြောလိုက်တာပဲဖြစ်ပါတယ်။ ဒါပြင်စမှုဆောင်များဖွံ့ဖြိုးတိုးတက်မှသာဒေသတွင်းမှာရှိတဲ့ပြည်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီးလောက်ခံခွင့်လမ်းများပေါ်ဆောင်နိုင်ခြင်းထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းဖြင့်တိုင်းရင်းသားကြီး GDP တွင်စမှုကဏ္ဍရဲ့ပါဝင်မှုဖြင့်အချိုးမြင့်တင်နိုင်ခြင်းစားတဲ့အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိတွင်စမှုဆောင်၂၈ခုစမှုရက်ကွက်၅ခုနဲ့တီထောင်စဲစမှုဆောင်စီမံကိန်းတစ်ခုရှိနေတယ်လို့လည်းသိရပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့အင်ဂျီရိုတက်နှစ်ဆကြီးတဲ့ဘောရုံတည်ဆောက်မှုပြုလုပ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုတဲ့အကြောင်းပြောပြပေးခြင်းပါတယ်။ အချိန်တော်တွေကြီးမားတဲ့အပြောင်းအလဲတွေလုပ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုရင်နိုင်ငံရဲ့ကြီးမားဆုံးပြရုပ်ဖြစ်တဲ့အင်ဖြူရိုကိုပြန်လည်ပြုပြင်မှုတွေပြုလုပ်နေပြီပဲဖြစ်ပါတယ်။ယခုပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်မှာအင်ဖြူရိုအရှိတ်အဆောက်အုံတွေသမ္မတထရန့်ဆန္ဒရှိနေတဲ့ဘောရုံတစ်ခုချက်တွေတည်ဆောက်ဖို့ကိုအဓိကပြုပြင်တာဖြစ်ပြီးအခြားနေရာလေးခုတည်းလည်းအသေးစားပြုပြင်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ ရခိုင်ကတမနာကရော်နေထိုင်ရာအဆောက်အုံဖြစ်အုံပြုခဲ့တဲ့အရှိတ်ဘတ်အဆောက်အုံကိုဖြိုချပြီး square feet 6000ကျယ်ရှိတဲ့ဘောဘလုံးတစ်ခုတိစောက်သွားဖို့ပြုလုပ်နေတာဖြစ်ပြီးတိစောက်ရေးလုပ်ငန်းစဉ်တွေကိုတော့အော်တိုဘာလ20ရက်နေ့ကတည်းကစတင်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ဒီအကျယ်ဝန်းဟာလက်ရှိအင်ဖြိုတော်အဆောက်အုပ်အကျယ်ဝန်းနဲ့ထောက်အနီးပါပို့ချတာဖြစ်ပြီးစုစုပေါင်းကုန်ကြစရိတ်အနေနဲ့ကန်ဒေါ်လာတန်းနေရာဝင်းကျင်တီကုန်ကြနိုင်မယ်လို့သိရပါတယ်။ယခုပြုပြင်မှုဟာကိုပိုင်ထောက်ပံ့ခြင်းနဲ့တည်တန်းလူရဲမှုတို့ဖြင့်ဆောင်ရွက်မှာဖြစ်ပြီးပြည်သူ့ဘဏ္ဍာနဲ့ပြည်ပထောက်ပံ့မှုတွေကိုလုံးဝအသုံးပြုမှာမဟုတ်ကြောင်းသမ္မတထရန့်ကပြောကြားခဲ့ပါသေးတယ်။ Grand Boron တည်ဆောက်မှုအပြင်ဘဲဥပုံရောဂန်းတွေလည်းအပြောင်းအလဲချို့ကိုပြုလုပ်ခဲ့တာဖြစ်ပြီးနေအင်္ဂတ်ဓာတ်ပုံများကိုရွှေအောင်ပေါက်ကတ်ခြင်းနဲ့အခန်းတွင်းပြင်ဆင်တချို့ကိုရွှေအောင်ဖြစ်ပြောင်းလဲခြင်းတို့ကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်စီဝဲခမ်းမအတွက်အလဲနိုင်များတိုးချက်ခြင်းအိမ်တော်အနောက်ဘက်ဇင်းကြယ်လန်းတစ်ချောင်းတမနာဓာတ်ပုံပုံများကိုရွှေကွက်ခြင်းနဲ့နှင်းစီဥယျင်တွင်မြက်ခင်းစားကြောက်သားကြမ်းခင်းများခင်ပြီးအပန်းပြစ်ထီးနှင်းထိုင်ကုန်များစားထိုးခြင်းတို့ကိုလည်းပြုလုပ်ခဲ့တယ်လို့ New York Times သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့အင်ချမ်းမီသတင်းတွေကိုထပ်မံတင်ဆက်ပေးအောင်ပါဖြစ်လို့ကျွန်တော်မြန်မာ property တိလိုက်ပတ်စံ င်ချမီသတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုဓမ္မဘက်ညနာဝေးပြုပါခင်ဗျာမြမအင်ချမီအတွက် MBD News